အားလုံးပဲမင်္ဂလာပါမွန်ကပေါင်းထုတ်လုပ်နည်းလေးကိုပြောပြမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကလေငပြောဖူးရဲ့ငပြောရွက်ရဲ့ရွက်ယူရွက်ရဲ့ပစွန်စိတ်ရဲ့စံမှုတ်ရဲ့တတွန်ဖြူနီရဲ့ဒါတော့ပဲလိုပါတယ်ငပြောဖူးလေးကိုလေအပေါ်မှာရှိတဲ့ကျန်းတဲ့အလွှာလေးတွေမယူဘဲနဲ့ပေါ့နော် အထဲမှာရှိတဲ့နူးတဲ့နူးတဲ့လေယာလောက်ကိုပဲယူသုံးပါမယ်ခက်စစ်စိတ်လေးလီးပြီးတော့လေစားရည်လေးခဏလောက်စိန်ထားပေးပါမယ်နော် ပြန်ချက်သွန်ဖြူနီလေးကိုတီးထားလိုက်မယ်ပစုံစိတ်လေးကိုစားစွန်းနေလေးနေထားလိုက်မယ်ပြီးသွားရင်ဆိုဟာရေစစ်ထားတဲ့ငပြောဘူးလေးကိုစလုံးတစ်ခုတည်းပြန်ထည့်ချလိုက်မယ်ချက်သွန်ဖြူနီလေးထည့်လိုက်မယ်ပစုံစိတ်လေးထည့်လိုက်မယ်စံမှုကလေးထည့်မယ်ငူတိအစိမ့်မှုကလေးထည့်မယ်စွန်းနှင်းမှုလေးထည့်မယ်စားလေးနည်းနည်းထည့်မယ်စီထည့်မယ်အားလုံးကိုရောသမပြီးတော့နှက်ဆက်အောင်တေချာနေပြီးပါမယ် ဲ့ဒါလေးတွေမတိုင်ခင်မှာလေပြောခဲ့ဖို့မိသွားလို့ပါเนาะရွရွရွလေးနဲ့ငပြောရွက်လေးကိုလေပျော့သွားအောင်လို့မိခင်တာပဲဖြစ်ဖြစ် ပြုတ်တာပဲဖြစ်ဖြစ်ကြိုးလုပ်ပေးထားပါเนาะငပောင်းထုတ်ကလေနမဲရတာငါးပောင်းထုတ်ဆိုတော့ငါးလို့ထင်ခဲ့တာဗောเนาะတကယ်သုံးတဲ့အခါကျတော့ပစုံကိုပဲသုံးပါတယ်ထုတ်ထားတဲ့အရွက်လေးရပြီဆိုတော့ငပောင်းထုတ်လေးစပြီးတော့ထုတ်ပါတော့မယ်အမှန်လေးဖက်ရွက်ကလေးကိုအဝတ်လေးနဲ့ခပ်ဖွားလေးရီချအောင်တုတ်ပြီးလို့လည်းရပါတယ်နော် ဒီမှာမတုံမိခဲ့လိုက်ဘူးပေါ့နော်။နည်းနည်းရွက်တရားနည်းနည်းဆူဆူလေးတော့ဖြစ်နေတာပေါ့နော်။ဒါပေမဲ့ထုတ်လို့တော့ရပါတယ်။ ဖက်ကလေးကိုလေကရော့ချုံလေးလုပ်မယ်ဆိုလို့ရှင်အဲလေးထောင်ဆက်ဆက်ကလေးညက်ပေးပြီးတော့အလယ်နားလောက်ကနေစုကင်ပြီးတော့အသားရအခုဗီဒီယိုထဲမှာပြတဲ့အတိုင်းပေါ့နော်ကရော့ချုံလေးချူပေးလို့ရပါတယ်ပြီးကြလို့ရှင်အနားလေးကိုတိကျတက်ပြီးတွားချထူရံလေးနဲ့ဖြစ်ဖြစ်ပေါ့နော်ပြန်ပြီးပြေမထွက်သွားအောင်ပေါ့နော်ထူပေးလို့ရတယ်ရွရွရွလေးတွေဆိုလဲမာတဲ့အကိုင်းလေးထိတ်ကလေးတွေဆိုကကြီးလေးနဲ့ဖြတ်လိုက်တာပိုကောင်းတာပေါ့နော်ထုတ်တဲ့ချိန်ကျတော့လွယ်ကူပါတယ် ကရောချွန်ထိုးတာကိုလည်းအစပိုင်းကမကျွမ်းကျင်ဘူးပေါ့နော်ဒီလိုပဲလှုပ်ရင်လှုပ်ရင်းနဲ့ပဲသူကသူကျွမ်းကျင်သွားပါလိမ့်မယ်ဒီမှာကရောချွန်ထိုးတဲ့ဟာအဖတ်ထုတ်လေးငါထုတ်စားပြီးတော့ထဲမှာထည့်ပေးထားပါတယ်ဆက်လက်ကြည့်လို့ပါအောင်နော် လိုမျိုးအလယ်နားလေးကအရင်စုကင်ပြီးတော့ပေါ့နော်အဲ့လိုအခြုံလေးရသွားအောင်အရင်လှုပ်လိုက်တယ်အစာလေးတွေကိုတချာလေးဖိထည့်လိုက်တယ်အထုပ်တိုင်းမှာပစုံလေးပအောင်တော့ထည့်တာပေါ့နော်ပြီးကြရင်အနားလေးကိုတတ်ပြီးတော့သွားချထုတ်တန်လေးနဲ့ထိုးလိုက်တယ်အဲ့ဒါဆိုပောက်ထွက်မသွားဘူးပေါ့နော်ကွာတီထက်ပိုလုံချင်းဟိုရွရွရလေးနဲ့ထိတ်ကိုပြန်ပိတ်တာပဲဖြစ်ဖြစ်လှုပ်လို့လဲရတာပေါ့နော် ငပောင်းထုတ်လေးရလေဟိမရန်ကုန်မှာတော့တစ်ခါမှမစားဘူးအမျိုးသားလှုပ်ကြီးมาပဲစားဘူးတာဗောနော်အမျိုးသားမွန်ဆိုတော့သူသူလှုပ်နေကြသူရွာလုံနီလေးအတိုင်းတင်ပေးတာဗောနော်အဲ့အတိုင်းလေးလိုက်လို့ရင်းနေဟိမအရန်ကိုကြိုက်ခဲ့ပါတယ်အဲကြောင့်တငယ်ချင်းတို့လည်းမစားဘူးသေးရင်လိုက်လို့ကြည့်ပါနော်လှုပ်ရလဲအရန်လွယ်တယ်အဲဈေးလည်းမကြည့်ဘောနော်ဝယ်ရတဲ့ပစ္စည်းတွေဆိုလဲငပြောရွက်တို့ငပြောဖူးတို့အဲဆံမုတ်တို့ပစုံတို့ပဲဆိုတော့လीအဲလှုပ်ရလဲလွယ်တယ်စားလို့လဲကောင်းတယ် ိသားစုတွေအားလုံးဆုံဆုံလင်းလင်းနဲ့လူတွေအများကြီးစုဝေးပြီးပျော်စရာအတီးပတီလေးလေးဖြစ်တာပေါ့နော်အိမ်မှာဆိုသမီးလေးကလည်းသူအမြဲတမ်းပါလိရှိရဲအဲဆိုအချိန်မှာဆိုရင်ငပြောဖူးလေးတဲ့အချိန်မှာသူစားရဲရီထဲ့ချင်တာတို့သူလှုပ်ချင်တာလေးတွေဆိုလည်းသူ့ကိုပေးပါတာပေါ့နော်ခလေးလေးပျော်လူကြီးလေးပျော်အမိသားစုတွေစီစီလုံးလုံးနဲ့ family အတီးပတီတခုလည်းဖြစ်ကြဖြစ်တဲ့လို့အဲစားလို့လည်းကောင်းတဲ့အစားအစာလေးဖြစ်ပါတယ် ဒီငပောင်းထုတ်လေးอ่ะဆိုရင်သူတို့တွေကထမင်းလေးနဲ့စားလေးရှိတာပေါ့เนาะဟင်းတစ်ခွက်လည်းဖြစ်ပါတယ်အဲအဲ့ဒီဆိုဟင်းမချက်တော့ဘူးပေါ့เนาะအဲ့ငပောင်းထုတ်เนี่ยပဲထမင်းစားလိုက်ပါတယ်အရန်ကိုစားလို့ကောင်းပါတယ်လိုက်စားကြည့်ပါเนาะလိုက်လို့စားကြည့်ပါเนาะဒီမှာမုံအနေနဲ့လည်းစားပါတယ်တခါစားရင်အာ3လေးထုံးလောက်ကိုအตาလေးစားနိုင်ပါတယ်အရန်လည်းကြိုက်ပါတယ်ရွရွရနှစ်တက်တဲ့လူဆိုရင်အတော်လေးကိုကြိုက်မှာပါ။ဟိမားကတော့ကြိုက်တဲ့လူမို့လို့ပေါ့နော်။ရွရွရမကြိုက်ဘူးဆိုရင်လည်းမစားဘဲနဲ့ဖယ်ပြီးတော့စားလို့ရပါတယ်။ ကဲအထုပ်လေးရအားလုံးရပြီဆိုတော့နိုင်ဝက်လောက်ပေါင်းလိုက်ပါမယ်။ဒါကတော့ပေါင်းလို့ရလာတဲ့အထုပ်လေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကတော့နည်းနည်းအာရိုက်ထားတာမှတ်လောက်ဖြစ်သွားတယ်။နည်းနည်းမှောင်သွားတာပေါ့နော်။ပြန်အလင်းတင်လိုက်တော့မှတ်လောက်ဖြစ်သွားတယ်။အပြင်မှာတော့အရန်ကိုစကောက်အရသာရှိတဲ့ငပေါင်းထုပ်လေးပဲဖြစ်ပါတယ်။လိုက်လို့စကြည့်ပါနော်။ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ရယ် share လေးလုပ်သွားပြီးဖို့လည်းမမိပါနဲ့เนาะအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် bye bye